အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘဝနေထိုင်ရေးအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်အကောင်းဆုံးသောဘဝနေထိုင်ရေးဆိုတာလူတဦးချင်းစီရဲ့ရည်မှန်းချက်တွေတန်ဖိုးထားမှုတွေနဲ့လိုက်ရောညီထွေရှိမှုတွေအပေါ်မှာများစွာမူတည်နေပါတယ်ဒါပေမဲ့အခြေခံကျတဲ့ဘဝနေထိုင်မှုအချို့ကိုမျှဝေပေးပါမယ်နံပါတ်1ကျမ်းမာရေးကိုအလေးထားပါကိုခန္ဓာကျမ်းမာဖို့အတွက်ပထမဆုံးလုပ်ရမှာက အာဟာရညီညွတ်စွာစားသုံးဖို့ပဲဖြစ်ပါတယ်ပုံမှန်အားဖြင့်လေ့ကျင့်ခန်းလုပ်တာတော့အေးအေးဝဝအိတ်တာတော့ပါလုပ်ဖို့လိုအပ်ပါတယ်နံပါတ်1အတွေးမြင်ကိုတိုးချဲ့ပါကိုယ့်ရဲ့ဘဝတစ်နေ့တာမှာစာဖတ်ခြင်းအတွေ့အကြုံသစ်တွေကိုရှာဖွေခြင်းပညာစည်းပူးခြင်းဖြင့်ဘဝကိုဖြတ်သန်းပါအဲ့အရာတွေကကိုယ့်ရဲ့ဘဝကိုပိုပြီးအထိပ္ပယ်ရှိစေပါတယ်နံပါတ်3ဆက်ဆံရေးကောင်းများတိဆောက်ပါ ကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့မိတ်ဆွေနဲ့လှုပ်ဖို့ကြိုင်ဘက်တွေအပေါ်အပြန်အလှန်ယုံကြည်မှုနဲ့နားလည်မှုရှိစွာဆက်ဆံပါနံပါတ်၄ရည်မှန်းချက်ထားပါဘဝမှာတန်ဖိုးရှိစေမဲ့ရေတိုနဲ့ရေရှည်ရည်မှန်းချက်ပန်းတိုင်တွေချမှတ်ပါ ကိုယ့်ရဲ့ရည်မှန်းချက်ကိုအကောင့်ထဲဖော်ရမှာစီကန်းရှိဖို့နဲ့စင်ဆက်မပြတ်လှုပ်ဆောင်ဖို့လည်းလိုအပ်ပါတယ်နံပါတ်၅လက်ရှိအခိုက်အတန့်ကိုခံစားပါကိုယ့်ရဲ့အလုပ်တွေစိတ်ဖြစ်စည်းမှုတွေကြာကပျော်ရွှင်စရာအချိန်လေးတွေကိုမမေ့ပါနဲ့ ကိုယ့်ရဲ့လက်ရှိအခြေအနေနဲ့အခြေအနေကိုတန်ဖိုးထားတတ်ဖို့လိုအပ်ပါတယ်။နံပါတ်6လူမှုအကျိုးပြုပါ။ဘဝမှာကိုကျွမ်းကျင်တဲ့အရာတွေနဲ့အခြားသူတွေကိုကူညီခြင်းကဘဝရဲ့တကယ်အနှစ်သာရကို ပြည့်ဝစေပါတယ်။နံပါတ်9ပျော်ရွှင်မှုကိုအပြင်းမမရှာပါနဲ့။ကိုယ့်ရဲ့ပျော်ရွှင်မှုကိုငွေတွေအဆင့်တန်းတွေပစ္စည်းတွေအပေါ်မှာမမီကိုပါနဲ့တကယ်တော့ပျော်ရွှင်မှုအစစ်အမှန်ဆိုတာကိုယ့်ရဲ့အတွင်းစိတ်ငြိမ်းချမ်းမှုအပေါ်မှာပဲမူတည်ပါတယ်။နံပါတ်၈ပြောင်းလဲမှုကို လက်ခံပါ။ ဘဝမှာအခက်ခဲတွေအဆင်မပြေမှုတွေအရှုံးတွေဆိုတာရှိစမြဲပါပဲဒါတွေကိုစိတ်ညစ်စရာ ဖြစ်မမြင်ပဲတင်ကန်းစာဖြစ်မြင်ပြီးရှေ့ဆက်ကြိုးစားဖို့လိုအပ်ပါတယ်နံပါတ်၉တရားမျှတမှုနဲ့နေထိုင်ပါဘဝမှာကိုကျင်းစာဆက်ရှိမှုကိုယ်လင်းမြင်တာမှုရှိမှုနဲ့ကိုကျင့်တရားကောင်းမှုမှုတို့ဟာလူတွေအတွက်မရှိမဖြစ်လိုက်နာကျင့်သုံးရမယ့်နေထိုင်မှုတစ်ခုပဲဖြစ်ပါတယ်နံပါတ်၁၀ကိုပိုင်အချိန်ယူပါတခါတလေအလုပ်တွေလူမှုရေးတွေကနေခဏခွာပြီးကိုယ့်အတွက်အချိန်ပေးဖို့လိုအပ်ပါတယ် အလုတ်လုတ်တာကောင်းပေမဲ့ကိုယ့်အတွက်ကိုယ်ပိုင်ချိန်ထားဖို့နဲ့အနားယူချိန်ရှိဖို့လည်းလိုအပ်ပါတယ်တကယ်တော့ဘဝမှာအရေးကြီးဆုံးကတင်ဘဝဟာတင်အတွက်သာဖြစ်တာမို့အခြားသူတွေရဲ့မျှော်လင့်ချက်တွေထဲမှာမနစ်မုံမိဖို့လိုပါတယ်ကိုယ်တိုင်ရွေးချယ်ထားတဲ့လမ်းကြောင်းပေါ်မှာကိုယ်ပိုင်ယုံကြည်မှုနဲ့ဆက်လျှောက်ကြိုးစားနေဖို့လိုအပ်ပါတယ်အထက်မှာဖော်ပြထားတဲ့အရာတွေကဘဝနေထိုင်မှုအတွက်အကောင်းဆုံးသောနည်းလမ်းတွေပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်